အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းတာပြဖြစ်ပါတယ်နှစ်ဆန်းတရရဲ့နေရာနေစပြီးတော့မှနှစ်ဆန်း9ရက်နေ့အထိပေါ့နော်ဆောင်ရွက်ရမယ်ကျင့်စဉ်တွေဆောင်ရွက်ရမယ်ဒီကုသိုလ်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေရဲ့နှစ်ဆန်းတရရဲ့နေဆိုတာကနှစ်တစ်ခုပေါ့နော်နှစ်တစ်ခုရဲ့အစလေးဖြစ်တယ်ပြီးတော့နှစ်တစ်ခုကိုစဝင်တဲ့နေ့လေးဖြစ်တယ်ပေါ့ပြောရမယ်ဆိုရင်တော့ဗျာ Happy New Year လို့ဩခဲ့တာလေကျွန်တော်ဒီဇင်ဘာမှာလည်းဩခဲ့ပါတယ် အကေရမှာဆိုလည်းអော်ခဲ့ပါတယ်နီးမျိုးဆိုလည်းអော်ခဲ့ပါလိမ့်မယ်ဘလောက်ပဲអော်ခဲ့អော်ခဲ့ကျွန်တော်တို့ရဲ့ရိုးရအစင်နာမှာအများကြီးရှိနေတဲ့နေရလေးရှိတယ်အဲ့ဒါတော့တကြံရေကစားပြည့်တဲ့အခါမှာနှစ်ဆန်းတရက်နေကိုရောက်ပါတယ်နှစ်ဆန်းတရက်နေဆိုရတဲ့အိဗေကွာရှင်းပါတယ်နှစ်တစ်နှစ်ရဲ့ပထမဆုံးစတဲ့တရက်နေပါအဲ့တော့နှစ်တစ်နှစ်ရဲ့ပထမဆုံးစတဲ့တရက်နေမှာကုသိုလ်ကောင်းမှုတွေကောင်းကျိုးတွေကိုဆောင်ရွက်မယ်ဆိုရင်တစ်နှစ်တာကာလပတ်လုံးမှာရှော့ရှော့ယူနေအစီအမီပြည့်နေဖြတ်တန်းသွားနိုင်နေဆိုတော့အယူအဆတွေကလည်းကျွန်တော်တို့ရှေ့လူကြီးတွေမှလည်းရှိပါတယ်ပြောချင်တာကမင်္ဂလာရှိရဲ့ နေ့ရက်လေးတွေကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာဖြင့်ရှောက်လန်းကြဖို့ပေါ့နော်အဲ့တော့အရင်ဆုံး22ရက်နေ့ကနေစပြီးတော့28ရက်နေ့9ရက်တိုင်တိုင်ပေါ့ဆောင်ရရမယ့်ရေရာဆောင်ရရမယ့်ကျင့်စဉ်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့ဒါလေးတွေကိုစောင့်ရက်ပြီးတော့မိမိတို့ရဲ့ကောင်းကျိုးတွေကိုရယူပိုင်ဆိုင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့အရင်ဆုံး22ရက်နေ့မှာနိုးလာပြီဆိုတာနေပေါ့နော်ကရော့ခန္ဓာကိုယ်တွေကိုရေရှိုးတန့်စင်မှုလုပ်ရပါတယ်ဟိုကျွန်တော်တို့ဒီရေရှိုးတန့်စင်မှုတက်စင်နေရကြတော့ဟိုပုံစံလေးတော့ရှိရေပေါ့နော်အဲ့ပုံစံတိုင်းလုပ်လိုက်နေဆိုရင်ကောင်းတယ် အမှုစံတိုင်းမလုပ်နိုင်ဘူးဆိုတော့ရေချိုးပါဘောเนาะအဲ့တော့ဟိုအဓိကတော့ပါလဲဆိုရေမချိုးခင်မှာတို့ခန္ဓာကိုယ်နွားနှုတ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးတန့်စင်စွာဖြင့်ရှူရပါတယ်ပြည့်ရခါကျတော့တယောကင်မှုရှိတယောကင်မှုနဲ့ရှူရပါတယ်တယောကင်မှုမရှိတဲ့နိုင်ငံတွေဆိုရင်เนาะကျွန်တော်တို့ဘာလို့ကလေဆိုတော့နွားနှုတ်ကတော့နေရာတိုင်းမှာတိုက်တဲ့နိုင်ငံတိုင်းမှာတော့ရှိနိုင်ပါတယ်အဲ့တော့နွားနှုတ်နဲ့ရှော်ပေးပါပြီးတော့ဒီเนาะနွားနှုတ်နဲ့ခေါင်းကနေစပြီးတော့ဘုံလုံးနဲ့ရေလောင်းချောင်းရေလောင်းချိုးတယ်ပေါ့ဗျာအဲ့ပုံစံမျိုးပါเนาะ ်အကယ်၍ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိရယ်ဆိုတော့တရော်ကင်ဘုန်းနဲ့ခေါင်းကနာခေါင်းကနေစပြီးယူခနာတို့ဘူးလုံးကိုဒီလောင်းချိုးချပြပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြီးရခါမျိုးကြတော့ပြီးသွားပြီဆိုတာနဲ့မိမိရဲ့အိမ်မှာပေါ့အတက်ဆုံးအတက်အတက်တက်ဆိုတဲ့နေရာမှာလဲအတက်ပေါ့နော်အယောင်ဆိုတဲ့နေရာမှာလဲဘလို့ရောင်းလေလဲဆိုတော့ဒီမှိုင်းတဲ့အယောင်မျိုးမှိန်တဲ့အယောင်မျိုးမဲတဲ့အယောင်မျိုးမဟုတ်ပဲနဲ့အဖြူရောင်းတက်တော့ဖြူရောင်းဖြူရောင်းတက်တော့မရှိပါတော့ဖြူရောင်းပေါ့နော်ဒီအဝါရောင်းရှိမယ်ပြန်ဒီရောင်းအဝတ်ပါနဲ့အဲ့တော့ ်ပြောချင်တာအပြာရောင်နုနုတွေအပြာရောင်လေးတွေအဝါရောင်နုနုတွေအဝါရောင်လေးတွေအဖြူရောင်လေးတွေနောက်ရွှေရောင်လေးတွေမွေရောင်လေးတွေဒီလိုမျိုးလေးပေါ့နော်အယောင်ဖြော့ဖြော့လေးတွေဒီကိုဒီဝစ်စင်ပြီးတော့မိမိရဲ့ဒီအတိတ်ကံဝင်မဲ့နေရဖျားဆိုလဲဖျားပေါ့မိမိတို့ရဲ့အိမ်မှာရှိရဲ့အိမ်ဖျားရှိပေါ့နော်အေးဘုရားရှိပါအကယ်မိမိမှာအိမ်ဖျားပါညာမရှိဘူးဆိုရင်လည်းမိမိဒီနေရာကိုမိမိရဲ့အတန်းစင်သုံးနေရလို့ရည်ရွယ်တဲ့နေရာတခုကိုအဲ့မှာခုံလေးတစ်ခုပြင်ပါမိမိရဲ့မြတ်စွာဘုရားရှင်ကိုရောမြကြီးကိုရည်စိုးပြီးတော့အစင်ပြေတာလို့ပါဘာလို့ပါလို့ကျွန်တော်အနေနဲ့မပြောဘူးเนาะ ထမင်းနဲ့ဟင်းလို့မယ်ဆိုရင်ကျွန်တော်လူတယောက်စားစားထမင်းနဲ့ဟင်းလို့လူကကော်ဖီနဲ့ဘုန်းနဲ့လို့မယ်ဆိုရင်ကျွန်တော်တို့ပုံမှန်စားနေကြဟာကိုပဲမိမိဥမာမိမိကနှစ်ပကံစားလို့ဆိုနှစ်ပကံလို့ပါမိမိစားနိုင်တဲ့ limit တစ်ခုခုနဲ့လို့ပါတော့တင်တာကမိမိတက်နိုင်တဲ့ဟာကိုလို့ပါအားရှုကြတော့ကိုယ့်ကိုကပြောမယ်ဆရာကျွန်တော်တို့ကျွန်မတို့ကမနှက်စာမစားနေလေသာမစားလို့ပြောချင်ပြောမယ်ဘယ်လိုပဲစားစားခင်ဗျားတို့စားတဲ့ပုံစံတိုင်းလို့ပါနော်ခင်ဗျားတို့ကမနှက်စာတော့ခင်ဗျားတို့မနှက်မှာစားတဲ့ပုံစံမျိုးကိုလို့ပါနော်တာတာကျော်ကိုကတပွဲမွားဘူးနှစ်ပွဲဝါတယ်ဆိုရင်နှစ်ပွဲလို့ပါအဲ့လိုမျိုးပါနော်လို့ပေးပါတော့တင်တာတော့ နေ့ရက်တိုင်းနေ့ရက်တိုင်းမဟုတ်9ရက်ရှိပါတယ်9ရက်တိုင်းမှာနော်9ရက်တိုင်းမှာမိတို့စားပါတယ်ဆိုတဲ့ပုံစံမျိုးကိုလူပါဇီးစီးလောက်တိကျွန်တော်နှမ်းစီးလောက်လိုမျိုးတွေလုံးဝလုံးဝမလူပါနဲ့ပေါပေါမြများလူပေးပါလူပေးပြီဆိုတာနဲ့ဗုဒ္ဓဘာသာဝင်နေဆိုရင်တော့ငါးပါးဒီကခံယူပါမယ်ပေါ့ဒီတင်းစင်ကတရားတနည်းကပြောမယ်ဆိုရင်ဗုဒ္ဓဘာသာဝင်နေအများစုနဲ့ဒီကျွန်တော်တို့ဒီဟိုဂါရာကိုရွတ်ဖတ်နိုင်မဲ့သူအများစုပဲဝင်လို့ကောင်းနိုင်မယ်ထင်ပါတယ်ခရစ်ယာန်တွေတော့အခြားဟာတွေဆိုရင်တော့ဝင်ရတာအဆင်ပြေမယ်လို့တော့မထင်ပါဘူးဒါတော့ကျွန်တော်ပြောပြတာပါနော်အဲ့လိုပြီးသွားတဲ့အခါကျရင်မလုပ်ရမလဲဆိုတော့ တိလာယူပါ၅ပါးတိလာယူနိုင်၅ပါးတိလာယူပါ၃ပါးတိလာယူနိုင်၃ပါးတိလာယူပါအကောင်းဆုံးကတော့တရက်၂ရက်၃ရက်နေ့ထိတိုင်းတော့အာကုတ္တရေကိုရှောင်ရင်းပေးပါ အကုသိုလ်တွေဆိုတာကဘာဖြစ်တာလဲဆိုတော့နှုတ်ကပြောခြင်းရတယ်အကုသိုလ်တွေဖြစ်နိုင်ပါတယ်အကြောင်းနှုတ်ကိုထိမ့်ပါနားနဲ့ကြားခြင်းရတယ်အကုသိုလ်တွေကြားနိုင်ပါတယ်အကြောင်းမိမိရဲ့အကြအာယုံတွေကိုထိမ့်ပါပြောရအောင်ဆိုတော့အကုသိုလ်တွေကြားနိုင်တဲ့နေရာမျိုးတွေမှာမနေပါနဲ့အကုသိုလ်တွေကိုမြင်နိုင်တဲ့နေရာမျိုးတွေမှာမနေပါနဲ့အကုသိုလ်တွေကိုလည်းမရှာပါနဲ့တွေ့လေကြော်သွားလိုက်ပါအဲ့ဒီတရက်နေ့က18ရက်နေ့တိကိုအကုသိုလ်တွေကိုရှောင်ပါနောက်ဒီလူတော်လူတွေရဲ့တဘာဝမှာပေါ့လောဘဒေါသမောဟရှိပါတယ်ဒီ၃မျိုးလွတ်နိုင်သလောက်လွတ်နိုင်အောင်နေပါဒီ9ရက်မှာဒီ9ရက်ပြီးအောင်နေနေလို့နေပြန်လာမရှိဘူးเนาะဒီဥမာဒေါသအရန်ထွက်တဲ့ဒေါသထိန်ပြီးပါ လောဘအရင်ကြီးဆိုဒီကာလမှာတော့လောဘတွေနည်းနည်းလျှော်ပြပါလို့ပြောချင်တယ်ပြီးတော့ကဒါရရရှိသေးပုံပြောဆိုမိမိစိတ်ထဲမှာလိုအပ်တယ်လို့ထင်တဲ့နေရာတိုင်းကိုလှူပေးပါအဲ့ခဏလေးလုံးလုံးဘာလိုအပ်မလဲဆိုတာမိမိရဲ့ပတ်ဝန်းကျင်ရဲ့အခြေအနေနဲ့မိမိရောက်နေတဲ့နေရာပေါ်မူတည်ပြီးတော့လိုအပ်နေတဲ့နေရာကိုပြောနေတော့တူမှာမဟုတ်ဘူးเนาะအဲ့ဒီဝက်တဲ့နေရာလေးကိုလှူပေးပါဒါတော့လောက်ကမဲ့တော့ပြောမှာဆိုတော့ procedure ကျွန်တော်ဟိုပါဠိစကားနဲ့ပြောဆိုတော့ pregan ပေါ့နော် pregan လေးတွေလုပ်ပေးရမယ်လုပ်ပြီးသွားပြီလားလုပ်ပြီးသွားပြီဆိုတော့အရင်ဆုံးဘာလို့ရလဲဆိုတော့မြေတားတုတ်ကိုတစ်ခေါက်ယူပေးရပါတယ် ခဏကောက်ယူနိုင်လဲဆိုတော့ခဏကောက်ယူပေးပါပြီးပါပြီဆိုတာနေအောင်ပရိပေါ့နော်အဲဒီကျမတို့ပဇီမရှိပါဘူးဆိုရင်တာလီရှိတာတာလီပေါ့တာလီမရှိရလက်ချောင်းနေရှိရမလားလက်ချောင်းလေး၅ချောင်းရှိရ၅ချောင်းရှိရ၁၀ချောင်းရှိရလက်နဲ့ရှိနော်အဲ့တော့ဂါရာကတော့ကျွန်တော်ကတော့သူကတော့၅ချက်ဂါရာကိုပေးပါမယ်တကယ်ပုံများပြီဆိုတော့သူကတော့၅ချက်သူကတော့၉ချက်လောကဝိတု၈ချက်စသဖြင့်ကားလာလေးကုံတော်၉ပါးနဲ့စီတော်မှုရှိအောင်လုပ်ထားတယ်အဲ့လိုသူကတော့၅ချက်ပါရဆိုရှိပါတယ်ကျွန်တော်နောက်မှာကျွန်တော်ဒီကားတပုတ်ချင်းစီကိုကျွန်တော်ပုံလေးနေနဲ့ တော့မှဒီဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရေးပေးထားပါမယ်ပြပေးထားပါမယ်အဲ့တော့အမှအိမ်မှာလည်းခါလာလေးကြီးကြည့်ပြီးတော့လုပ်ပေးပါကျွန်တော်ကတော့သူကတော့ငါးချက်ခါလာကိုဒီကထားပါတယ်ဘာကြောင့်လဲဆိုတော့သူကတော့ငါးချက်ကစီးပွားဥစ္စာလာလာပါတယ်ဖြစ်တော့စေတယ်ဟိုပြောရေးဆိုရင်စကားပြောဆိုရင်မှလည်းတန်ကောင်းစေတယ်ပေါ့နော်ကျွန်တော်ကလည်းသူကတော့ငါးချက်ခါလာကိုကျွန်တော်ကလည်းဒီအိမ်ကတခုနဲ့ထားပြီးရိုးလေရိုးတာရှိတယ်လူလိုက်တော့များတော့လက်လာပါအောင်လူချင်းကြောင်းလေးမထင်နဲ့လက်ပုံကိုလူချင်းကြောင်းလေးနဲ့စကားတွေအောင်နေကြမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှလည်းဘာလေးကိုရောက်ရင်တော့ဘာအကျိုးကျေးဇူးကိုခံစားရမယ်ဆိုပြီးတော့နောက်လေးမှကျွန်တော်ချိန်ပြီးရေးပေးထားပါမယ် ်ပြောရတဲ့ခါကျရင်ပရိတော်လောက်ကောင်ဘိုင်းတော်လောက်ကောင်ပေါ့ဒါဆိုတရားရှိတော်ပရိပေါ့နော်တရားရှိတော်ပရိနေဘာလို့ကလဲအရင်ဆုံးဂါရာကိုမရွတ်ဖတ်ခင်ပေါ့နော်အမမိမိရဲ့နာမမိမိရဲ့နာမည်ကိုယူရပါတယ်အော်အရင်ဆုံးဖျားစင်မှာဒီဖျားမိတိုင်းနေအမွှေးတိုင်းနေဖုံးပြရတယ်အော်မိမိရောက်နေတဲ့နိုင်ငံမိမိရောက်နေတဲ့အခန်းရဲ့အခြေအနေပေါ်မူတည်ပြီးတော့မိတိုင်းနေဖျားနိုင်ထုံးလို့မရအောင်ဆိုတဲ့မထုံးပါနဲ့ရေမှုလေးဖြတ်ပေးပါအဲ့ဒါတော့ရှင်းပါတယ်နော်ပြီးပါပြီလားပြီးပါပြီဆိုတော့လည်းပရိကိုခိုင်းပါခိုင်းပြီးမိမိရဲ့နာမည် ျွန်တော်ဆိုရင်လင်းညွတ်တိုင်ရကျွန်တော်နာမည်ရင်းရှိတယ်ဒါပေမဲ့ကျွန်တော်သုံးသုံးသုံးလုံးနေတဲ့နာမည်ဒီလင်းညွတ်တိုင်ရတော့သုံးလုံးလည်းကြောက်မလို့ကျွန်တော်နာမည်ကိုကျွန်တော်ပြန်ပြန်စေပါမယ်အဲ့တော့ခင်ဗျားတို့လည်းခင်ဗျားတို့နာမည်ကိုပြန်ပြန်စေပါအဲ့ဒါပါလေဆိုမိမိကဒီနာမည်နဲ့ရက်တည်မှာလားဆိုတော့မိမိကစီးပွားရေးမှာလူမွေးမှာဒီနာမည်နဲ့ရက်တည်နေတယ်ဆိုရင်အဲ့ဒီနာမည်နဲ့ရက်တည်နေတဲ့ဒီနာမည်ကိုရုပ်ဖတ်ပေးပါ The Big Debate ပြပါဦးနော်ဟိုအဓိကကပါလေဆိုမိမိရဲ့ဒီနာမည်နဲ့မိမိရဲ့ခန္ဓာကိုယ်ကဒါရဲဖြစ်စေဖို့ယူညွတ်တာပါအဲ့ဒါဘီကပြီးဆိုတာ ਨੇ ဟိုကျွန်တော်ကတော့သူကတော့ငါချက်ပါနော်သူကတော့သူကတန်ထားနေသူကတော့သုံးနေတဲ့ဗီဆာသူကတော့နိုင်ငံနဲ့ရာသီသူကတော့တင်နမောနမဆိုတဲ့သူကတော့ငါချက်ခံတာကိုဘလိစိတ်ခိုက်ပါမယ်အဲ့တော့စိတ်မိပါဘယ်နှပတ်စိတ်ရမလဲဆိုတော့တနေ့ကိုဘလိကိုအနည်းဆုံး9ပတ်စိတ်ပါဘူပတိစိတ်လို့ရပါတယ်7ပတ်စိတ်လို့ရပါတယ်18ပတ်စိတ်လို့ရပါတယ်နော်အနည်းဆုံးတော့9ပတ်တော့ရအောင်စိတ်ပေးပါခင်ဗျာမဆိုတထိုင်နဲ့စိတ်ပေးပါအမိကမနဲ့ဘိုင်းမှာနိုးလာပြီးတော့စိတ်မှန်ဆိုထိုင်နေစိတ်ပေးပါ။ဟုတ်။တထိုင်နေစိတ်ကိုမရဘူးဆိုရင်အချိန်ကို၃ချိန်ခွဲပြီးစိတ်ပေးပါ။ မနဲ့နေလေညအနည်းဆုံးတော့ဒီတစ်ပတ်တစ်ပတ်ကိုပြီးအောင်လုပ်စေပေးပါအကယ်ပြီးတစ်ပတ်မဟုတ်ဘူးဆိုရင်တော့ခန္ဓာကိုယ်တကူလက်ချောင်းနဲ့ရေးမယ်တော့အခောက်ကြီးတရားအခောက်ကြီးတရားရှိအဲ့လိုမျိုးလေးရေးတက်ပြီးတော့ဗလိစိတ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြီးပြီဆိုတာနဲ့ဒီဒါတွေကိုရုပ်ဖတ်တယ်လေးပြီးသွားလိုက်တာရုပ်ဖတ်တယ်လေးပြီးပြီဆိုတာနဲ့မလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီဣတာပို့ပါအမြောက်ပေးပါပြောအမိရဲ့ဆူတောင်းကိုဆူတောင်းပါအဲ့ဒါဆိုရင်တော့ဒီရဲ့လုပ်ငန်းစဉ်တစ်ခုပြီးဆုံးသွားပြီအစီအစဉ်ချုံးမိသားပါပြီတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါလေးကိုလှုပ်ဆောင်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ